ီဗီဒီယိုလေးမှာတော့ Rosemary အပင်ရဲ့အစွမ်းအာနိသင်ရင်းနဲ့သူ့ရဲ့ဒဏ္ဍာရီဇလန်းလေးကိုဗဟုသုတအဖြစ်ဇန်လေးလာမိတဲ့လောက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်โรสแมรี่အပင်ကမြေတဲပင်လေဒီတာအထူးသဖြင့်ပေါ်တူဂီစပိန်နဲ့မြေတဲပင်လေကမ်းရိုးတဲ့တခြားရှိ တောင်ကုန်းတွေပေါ်မှာပေါက်ရောက်ပြီးနှစ်ပေါင်း9000ကျော်ကြာကျွေဝတဲ့တမိုင်းချောင်းရှိခဲ့ပါတယ်။ Rosemary ဆိုတဲ့အမည်ကလက်တင်ဘာသာစကား Rosemarinus မှာဆင်းသက်လာပြီးတော့ Rose ကနီးရည်လို့အဓိပ္ပာယ်ရပြီးတော့ Marinus ကတော့ပင်လယ်လို့အဓိပ္ပာယ်ရရှိပါတယ်။ Rosemary ကိုမတူမီတဲ့အခြားနာမည်များဖြစ်လေလူတီများကြပါလေ English လို့ Rosemary ပြင်သစ်လို့ Romero စပိန်လို့ Romero Italy လို့ Rosmarino လို့လူတီများကြပါလေတဲ့ Rosemary